မင်္ဂလာပါရှင်ရှင်ကုန်းကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စကိုင်းငလင်းကြောင့်မြေပြင်အကြောင်းဖြစ်ပေါ်မှုမိုင်340ကျော်တိရှိခဲ့တယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလင်းကြောင့်ဖြစ်ပေါ်ခဲ့တဲ့မြေပြင်မျက်နှာပြင်အကြောင်းကမိုင်ပေါင်း342မိုင်950ကီလိုမီတာအထိရှိခဲ့တယ်လို့အမေရိကန်အာကာသနှင့်လေကြောင်းဦးစီးဌာန NASA ကထုတ်ပြန်ခဲ့ကြောင်းသိရပါတယ် ငလင်းချောင်းဖြစ်ပေါ်တဲ့မြေမျက်နှာပြင်အကြောင်းဟာမန္တလေးမြို့မြောက်ဘက်ကနေနေပြည်တော်တောင်ဘက်ထိရှိခဲ့ပြီးဒါဟာမှတ်တမ်းတင်နိုင်သမျှမှာရှေးလျားဆုံးအကြောင်းတစ်ခုဖြစ်ခဲ့တယ်လို့ဆိုပါရယ်ကယ်လီဖိုးနီးယားတောင်ပိုင်းက NASA ရဲ့ Jet Propulsion Laboratory သုတေသီတွေရေဒါနဲ့ Optical ဂျိုလူအချက်အလက်တွေအသုံးပြုပြီးမြေပြင်ရွေးမှုကိုလေ့လာခဲ့ရတာကနေတွေ့ရှိခဲ့ကြတာလို့ဆိုပါရယ် စကိုင်းငလင်ဟာစကိုင်းပြည့်ရွှေရဲ့အနက်10ကီလိုမီတာ6မိုင်မှာစတင်လှုပ်ခတ်ခဲ့ပြီးငလင်ဘူကျက်နီကအဆအဦးတွေပြင်းထန်စွာတိုက်ခိုက်ခဲ့ကမိုင်600ကျော်အကွာကဘန်ကောက်မြို့အထိပါရိုက်ခတ်မှုရှိခဲ့တယ်လို့ NASA ကဆိုပါတယ်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလင်ကြောင်းထိခိုက်ပျက်စီးမှုအဆမတန်များပြားခဲ့ရပြီးလူပေါင်း၄၀၀နီးပါးသေဆုံးခဲ့ပါတယ်။လက်တလောချိန်ထိစကိုင်းငလင်အချိန်ကြောင်းငလင်ငယ်တွေဇက်တိုက်လှုပ်ခတ်နေပြီးအချိန်ပေါင်း148ချိန်လှုပ်ခတ်ခဲ့ကြောင်းလည်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ ငလင်းပညာရှင်တွေကလည်းစကိုင်းပြက်ရွှေနဲ့မက်စတာ28ရဲ့နေကလှုပ်ခတ်ခဲ့တဲ့ငလင်းပြက်ရွှေကြောတွေကိုလေးလာမှုတွေဇက်တိုက်လို့ဆောင်နေပြီးလေးလာတွေ့ရှိရတဲ့ငလင်းပြက်ရွှေကြောင်းတွေကိုလည်းလူမှုကွန်ရက်ကနေမျှဝေထားကြောင်းသိရှိရပါတယ်ရှင်။